ဘတ်6တောင်အောင်နဲ့ဂိမ်းစောလို့ရလားဆိုပြီးမေးမိနေတဲ့အကိုတွေအတွက်ကျွန်တော်ဒီနေ့တစ်ခုရှင်းပြပေးမယ်ခင်ဗျာကျွန်တော်ဆိုင်မှာဆိုခဲ့ရင်ဘတ်4တောင်5တောင်လောက်နဲ့ share game ကြီးတွေဆော့ရှင်လို့အဲဒီတိုင်းတွေကပြပေးပါဆိုခဲ့ရင်ဆိုင်ကအကိုတွေအမတွေက game ပို့ဆော့လို့ကောင်းတဲ့ပုံတွေပေါ့နော်အဲ့ဒါကိုဘတ်2300တောင်လောက်နဲ့နည်းနည်းလေးထက်ဆိုင်ပြီးတော့ဝယ်ဖို့ကိုလည်းအကြံပြုပါလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့ customer ကိုတစ်ခါစိတ်မင်းနေစေချင်လို့ပါတချို့ဆိုင်တွေဆိုခဲ့ရင်အကိုတို့ဒီလိုမေးခွန်းလေးမေးလိုက်တာနဲ့ရတာပေါ့ရှိတာပေါ့ဆိုပြီးဂိမ်းဆော့လို့မကောင်းတဲ့ဖုန်းတွေကိုထည့်ပေးလိမ့်မယ်အကိုတို့ကဆော့ဆပိုင်းမှာတော့အစင်ပြေကောင်းပြင်နေလိမ့်မယ်ဒါပေမဲ့ရေရှည်မှာ ်မှာဒီဖုန်းလေးတွေကအစတည်းကဂိမ်းရှယ်ကြီးနေဆော့ဖို့မဟုတ်တဲ့အတွက်ဖုန်းကအရန်ကိုပူလာလိမ့်မယ်။တုံးရတာကြီးကလည်းမပေါ့မပါဖြစ်လာလိမ့်မယ်။ဂိမ်းကလည်းရှုံ၊သူမကလည်းမပြုံးဆိုပြီးစိတ်တွေအရန်မှအရန်ရှုပ်လာလိမ့်မယ်။ဖုန်းတော့တလုံးကိုလဲဖို့အတွက်စဉ်းစားလာတော့မယ်။ဒါပေမဲ့အခုလက်ထဲမှာကင်နာရဲ့ဖုန်းလေးကလည်းဈေးရပိုနည်းလာပြီ။ပိုကောင်းတဲ့ဖုန်းကိုဝယ်ဖို့ကြတော့လည်းပတ်စံရထက်လိုက်ရတော့မယ်ဆိုတော့စိတ်ကနှစ်ခါတော့ညစ်ရမှာနော်။အဓိကကျွန်တော်ပြောပြချင်တာကိုချွန်းနဲ့စာနဲ့သူ့ပြီးမှလာဝယ်တဲ့အကိုတို့အတွက်ကျွန်တော်စုံစမ်းမိုဘိုင်းကလည်းကိုယ့်ရဲ့ကတ်စတမာကိုယ့်ရဲ့မိသားစုလိုပဲပုံပုံကောင်းမွန်တဲ့ဖုန်းလေးတွေကိုဝယ်စီချင်ပါတယ်။ 6000အောက်လောက်သုံးမဲ့အစားအကိုတို့ကပတ်စံလေးကိုနည်းနည်းလေးထပ်ဆိုင်လိုက်မယ်ဆိုခဲ့ရင်ပုံမှန်ကောင်းမွန်တဲ့ဖုန်းလေးကိုပိုင်ဆိုင်မယ်ဂိမ်းဆော့လို့လည်းပိုကောင်းပါမယ်စိတ်မညစ်ရတော့ဘူးဗျာကျွန်တော်တို့ရဲ့စေတနာလေးကိုညှဝေပေးသွားပဲဖြစ်ပါတယ်အမားပါဝန်ခင်လည်းအားလုံးကိုတောင်းပန်ပါတယ် comment အောက်မှာလည်းကိုတိချင်တာလေးရှိရဆိုခဲ့ရင်လည်းမေးရလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်